တချိန်ကပြည်သူအချစ်တော်ရင်ချင်းဆက်အမွာညီမနှစ်ဦးတည်းကအငယ်ဖြစ်သူအီအီငင်းရဲ့မင်္ဂလာအခမ်းပွဲမင်္ဂလာပါပရိသတ်ကြီးရှင်အီအီငင်းအီအီငင်းတို့ခေါ်တဲ့ရင်ချင်းဆက်အမွာညီမနှစ်ယောက်ကိုတော့1992ခုနှစ်ကမွန်ပြည်နယ်ဘီလင်းမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်1992ခုနှစ်စေပညာတွေနဲ့အထိုင်အလျောက်ဖွံ့ဖြိုးခြင်းမရှိသေးတဲ့အချိန်မှာရင်ချင်းဆက်အမွာတွေအနေနဲ့မွေးဖွားလာခဲ့တဲ့အီအီငင်းနဲ့အီအီငင်းတို့ကိုတော့ ခွဲစိတ်ဆရာဝန်ကြီးတွေကအကောင်းဆုံးခွဲစိတ်ကူတာပေးနိုင်ခဲ့ပြီးအဲ့ဒီအချိန်တုန်းကပြည်သူအချစ်တော်အမွာညီမအနေနဲ့အားလုံးကချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။အီအီငိမ့်နဲ့အီအီငိမ့်တို့ဟာယဉ်ကျင်းဆက်အမွာတွေထဲမှာနှစ်ဦးစလုံးကျမ်းမာစွာရှိနေနိုင်ခဲ့ကြတယ်။ပြည်သူအချစ်တော်လေးတွေလည်းဖြစ်ခဲ့ကြပါတယ်။အခုဆိုရင်တော့အရွယ်ရောက်လာခဲ့ကြပြီဖြစ်ပြီးရင်ချင်းဆက်အမွာညီမနှစ်ယောက်ဖြစ်တဲ့အီအီငိမ့်နဲ့အီအီငိမ့်ညီမနှစ်ယောက်ထဲကအီအီငိမ့်ကလက်ထပ်ခဲ့တာဖြစ်ပါတယ် အမွန်ညီမဤညီရဲ့မင်္ဂလာအခမ်းပွဲကိုတော့ခင်မင်းရင်းနှီးရတဲ့မိတ်ဆွေတွေနဲ့တငယ်ချင်းအပေါင်းအသင်းတွေကတက်ရောက်ဂုဏ်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။မွေးဖွားလာစဉ်အချိန်တုန်းကယဉ်ကျေးဆက်အမွန်အနေနဲ့မွေးဖွားလာခဲ့ပေမယ့်အသက်အန္တရာယ်ကင်းကင်းနဲ့လူလောကကြီးမှာနေထိုင်ခွင့်ရရှိခဲ့ကြပြီးတော့တနိုင်ငံလုံးကပြည်သူတွေရဲ့မေတ္တာတွေကိုပါရရှိခဲ့တဲ့ဤဤငိမ့်လေးရဲ့မင်္ဂလာအခမ်းပွဲလေးအတွက်ပရိသတ်ကြီးကလည်းဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။ရင်စပြောမယ်နော်။ ဘုဘုံမြင့်ဝင်းစပြောပေးပါဟာကျွန်တော်ညီငယ်ခေါ်ကျွန်တော်ဒီနေ့ညတကယ်ကြီးကွာအခုချိန်ကြီးလက်လက်ဆက်ဆက်ပါဘူးအာကျွန်တော်အချက်ဆုံးပါအချက်ဆုံးကွာတကယ်ကြီးပြောလဲနားထောင်လဲဘာဖြစ်ဖြစ်လဲလုပ်ပေးမယ်ဘယ်တော့မှမညွန်ညင်ဘူးအာကောင်းသူဆိုသူရှိရှိရည်လို့ပေါင်းစုပြီးတော့ကြားရလာကြတယ်အလိုလိုလာကြတယ် ပြောအဲလောက်သူသားရင်းရှိတယ်။ဘာလို့လုံးဝဖွဲ့သိရှိတယ်။ပြောအင်းနေကျွန်တော်ငယ်ကဒီချုပ်ဟောင်းကကျောင်းရဲ့ကလန်နာရေးပေးတယ်ကလန်နာရေးပေးတယ်။ကလန်နာမှာအလူဆက်မှုရဲ့အင်းနေအင်းနေကျွန်တော်ငယ်ကြည့်ခဲ့ရပါငယ်ကကျွန်တော်လဲချုပ်ပါ။ငယ်ချင်းအခုလိုငယ်အောင် တကယ်လည်းချစ်ကြပြောတကယ်လည်းလက်ထက်ကြတော့ကျွန်တော်ရေဝတ်တာပါလေရှိစိတ်ဆောက်တဲ့ဒါသူဘွားမှာကျွန်တော်လည်းဘွားမှာလေကိုရှင်ချမ်းသာခြင်းဖေးချမ်းသာခြင်းပြုလုပ်ကြပါလေတကယ်ရင်းပါရဲ့ဖြစ်ဖြစ်ငေါစီရယ်ငေါစီသွားကြမယ်ငေါစီသွားရပါအာသန်ကျူအားသူကကိုနေတာလေးသမီးလေးပြောရလေအဲ့ဒါတော့မဖြစ်မနေတောင်းပြရမယ်စုပါနော် โอเคကိုကောင်မေဝင်စစ်တောင်းဖြစ်ပါတယ်ခင်ဗျာလက်ပတ်စံလေးနဲ့အားပေးပါဦးခင်ဗျာစစ်တောင်းတွေဖတ်ကြည့်ပေးပါပါစေကြာနော်ကဲဒီတစ်ခေါက်နောက်ထပ်ပြောပါတော့ကိုကောင်မေတူလဲပါခင်ဗျာကျွန်တော်တို့ဒီလေကတွေ့ကြတာပေါ့နော်ဟုတ်ကဲ့ဝတ်သားပါလေအိုအောင်မင်းတော့ပေါ်နိုင်ပါစေဟုတ်ကဲ့သူတို့အင်းနေနေအင်းလာမရှိခဲ့ကျွန်တော်တို့ဘယ်လိုတိကိုလေးတန်းကလေးအပြောင်းအောင် ။ဒါဖြစ်လို့လဲ။သူတို့ကြောင့်ကျွန်တော်တို့ချက်တန်းကြီးဆက်တက်ကြရ။ဩအဲ့လိုလေ။အဲအဲ့ဒီကိုလည်းကျေးဇူးတင်တယ်လို့။အာ။ကျွန်တော်တို့ရည်စက်တယ်နော်။ဟုတ်တယ်။ဟုတ်ကဲ့။ဒီကတော့ကျွန်တော်တို့ငယ်ငယ်ဒီလိုရသူငယ်တိုင်းရဲ့တူတူ။ဟုတ်ကဲ့။ဟုတ်ကဲ့။ကဲကောင်းလိုက်ပါဗျာ။ဟောတကယ်ချင်းတွေဒါအရင်ရှိတဲ့တကယ်ချင်းတွေ တကယ်ချင်းနဲ့တကယ်ချင်းရဲ့မေတ္တာတရားအင်မတန်မှကြီးပါပါတယ်เนาะကျွန်တော်တို့မွေးချင်းညီကောင်မောင်နှမတွေဆက်ကိုလေးတကယ်ချင်းချွတ်ပြီဆိုလို့ရှိရင်ပုံပြီးတော့တော့ကျွန်တော်ရင်းပြီးတယ်အဲ့တော့ကျွန်တော်တို့ညီကိုတွေစတောင်းတွေအားလုံးထပ်တူထပ်တူပြေးပါစေလို့ဆုတောင်းပေးပါတယ်เนาะအဲဒီကညီမမိဘကနေပြီးတော့အဲနမကြီးပြောပါအောင်မေထပ်ထပ်ကြောင်းเนาะမေထပ်ထပ်ကြောင်းရဲ့စတောင်းတာလေးကြားကြပါလေဗျာဒီနေ့ရတာဒီနေ့အနှက်ပြရအောင်เนาะ လူလေးကလည်းပပလေးပေါ်ထွက်ရေအသာပါရေဒီလိုလေးရေရဟုတ်ကဲ့ဒီလည်းဝဲပါတော့နော်ဘူးလူကတော့ဘူးလူကတော့ဆောက်ပြီးတော့ခဲချစ်တဲ့ဘူးလည်းအများကိုဝဲတာပါလေဘူးလူစင်မတက်ပြောင်းသွားတယ်တကယ် surprise ဖြစ်တာ surprise ဖြစ်တယ်နော်အစ်ကလည်းမရှိဘူးပေါ့နော်အများကိုဒီနေ့ကြီးကြီးကိုဘူးလူစင်မမနှလားပပလေးနေရတဲ့အတွက်တကယ်ဝဲတာပါလေနောက်တော့ကြုံတတ်တယ်နော် အဲ့တော့အရင်ချေရတဲ့ကုသငယ်စဉ်လေးကိုလားနှမျောမှာအသေးကြပါပဲဘယ်လိုပဲဖြစ်ဖြစ်ပါတော့သရုပ်သားဘယ်လိုပဲချစ်ပေးတယ်ပြောပြောအဲ့တော့သရုပ်သားရောကုသငယ်တွေအတွက်ဘာလဲကိုစားမှာပေးခြင်းလဲပြောခဲ့လို့ရတယ်နော်အဲဒီရှင်းဆက်ပြီးတော့ဘာလို့ဆက်သွားမယ်အန်ကိကအစ္စရာရှိနေရှိနေလို့ပြီးတော့အန်ကိကကောင်းမေးပါအောင်လို့တတ်ပါတယ်နော်အိုကေကျေးဇူးများကြပါတယ်ခင်ဗျာကဲ စတဲ့ငယ်ချင်းမမေထထကျော်ရဲ့စုကြောင်းတန်လေးအတွက်လည်းလက်ခုပ်တန်လေးနဲ့ကုန်ပြီးပါပါခင်ဗျာနောက်တစ်ပြောင်းတော့မချွေးစစ်ပြီးဖြစ်ပါရဲ့ဗျာဟုတ်ကဲ့ပါဟိုကျွန်မကတော့အင်းရဲ့ငယ်တငယ်ချင်းပေါ့နော်ဟိုငယ်ငယ်လေးကသူငယ်လေးနဲ့ကနေပြန်ကြည့်လာတယ်အမြဲတမ်းလဲခမင်းကြီးကိုအဲ့လိုမျိုးဒီရှယ်ပြီးတော့စားလာတယ်ဝမ်းနိုင်နေအောင်ပြပြပြောကြပြပြအမြဲတမ်းဟိုညဝေပြီးတော့ကြည့်လာတယ်ငယ်တငယ်ချင်းတို့ကမမားပါဘူးဟိုစိုးရတယ်လည်းသူလုတ်ခဲ့တာပေါ့နော်အမှတ်တရလည်းအများကြီးပေါ့ ဲ့တော့ဒီနေ့ကတော့သူ့ရဲ့အမတရားဖြစ်တဲ့နေ့လေးမှာအဲ့လိုလာရောက်ပေးရတာရောအဲ့လိုသူ့ရဲ့ပြုံးနေတာရောသူ့ကိုတကယ်ကြီးစိုက်ပြီးချစ်ပြီးတဲ့သူ့ရဲ့ခင်မုန်းနဲ့အဲ့လိုမျိုးဒီလိုရှိနေပေးရတာရောအကုန်လုံးကိုကျေးဇူးများတင်ပါတယ်အရင်ဝမ်းသာပါတယ်ပြီးတော့လည်းဆက်ပြီးတော့ကျမတကယ်ကြီးကိုဂူယူစိုက်ပေးပါအောင်အင်းโอเคကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ခြင်းနဲ့ဆူတောင်းတဲ့အားလုံးအားလုံးဒီဒီနေ့မှာ အာမေယောင်းတဘောကပေါင်းဖောက်ခွင့်ရပြီဖြစ်တဲ့ခြေစောင်းစင်းမောင်နှံတို့စွတ်တောင်းနေအပြည့်အဝရရှိပါစေခင်ဗျာနော်ကဲမှတ်ချက်တော့ပို့လို့ရရအောင်